လန်းဆောင်ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်။ချစ်နှန်းကချစ်လို့ကြိုက်လို့လက်ထပ်ပြီးကမှအိမ်တွင်အကြက်ခံရတဲ့ကောင်မလေးတယောက်ရဲ့ဘဝကိုဘယ်လိုအဆုံးသတ်သွားမလဲဆိုတာမြင်သာစေတဲ့အိန္ဒိယဆက်ကားကောင်တကားကိုတင်ဆက်ပေးသွားမှာပါ။ဇလန်းကောင်းလေးကိုပဲအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့ဆက်လက်အားပေးကြပါအောင်နော်။ဇလန်လေးရဲ့အဆကတော့တိတ်ကိုကြည်နူးဖို့ကောင်းတဲ့သမီးကြီးစားနှစ်ယောက်ရဲ့ဘဝလေးပါ။ချိန်ထားတဲ့အချိန်နောက်ကြလို့ဟန်စာဆိုတဲ့ကောင်လေးက ဘတ်ရူဆိုတဲ့ဒီကောင်မလေးကိုစိတ်ကောင်းနေလို့ပြန်ချော်နေရပါ။သူမစိတ်ဆိုးပြေဖို့ကောင်လေးကသူဒီနေ့အစိုးရဝင်တဲ့အလုံးမှာအလုံးရသွားတာဖြစ်လို့မင်းကိုလည်းလက်ထက်တော့မယ်လို့ခွန်တောင်းလိုက်ပါတယ်။ဒီစကားကိုကြားတဲ့ကောင်မလေးကစိတ်ဆိုးပြေပြီးတော့ပျော်သွားပါတယ်။လက်ထက်ပြီးတော့၃နှစ်လောက်ကြာသွားတဲ့နောက်သမီးဝါနေရင်လည်းခဲပါသွားလို့မျက်နှာပြက်သွားတဲ့ယောက်ျားဖြစ်သူရဲ့အမှုအရာကိုသိပြီးသူမလက်ဝါးလေးကိုထွေးစေပါတယ်။နောက်ထပ်စားနေတော့မှလည်းထုံနည်း၎င်းမှပဲသူမလက်ဝါးလေးကိုထက်ခံပေးတယ်။ ဟန်စာကရုတ်တရက်လေပင်းကိုထညစ်တယ်။မင်းဘယ်ကိုအာရုံရောက်နေလို့အခုလိုဖြစ်ရတာလဲဆိုပြီးနှိပ်စက်ပါတယ်။အယောက်ထက်ကသူတွေတောင်ကြားနေရတာပါ။ဒါပေမဲ့လည်းကိုနေမဆိုင်တော့ဘသူမှဝင်မတိုင်းရဲကြပါဘူး။နောက်မနေ့ဟန်စာကသူ့မိမကိုပြန်ချော်ပါတယ်။သူအရမူးနေလို့ဖြစ်ခဲ့တာပါပေါ့။မိမဖြစ်သူသဘောကျစီမဲ့စကားတွေပြောပြီးတော့ပြန်ချော်တော့လေမိမဟာပြော့သွားပါတယ်။ဘက်ရူရဲ့အမေအိမ်ကလည်းသူမတို့အခန်းထဲနေတော့အလေးထွက်လာခဲ့တယ်။ ိမ်ထဲရောက်တော့အမေဖြစ်သူဟာသူမရဲ့လေပင်ကဒဏ်ရာကိုမြင်သွားတယ်။မြင်နေရပုံစံတစ်ခုလိုဖြစ်နေပေမဲ့လေသူမကိုယုံထွက်ဖို့သူ့အမေကတိုက်တွန်းပါတယ်။ပက်ရူကတော့သူ့ယောက်ျားကိုပြောင်းလဲလာအောင်လုပ်ဖို့ယုံကြည်ချက်တွေရှိပါတယ်။ဟန်စာကအလုတ်ထဲမှာတော့တယုံလုံးရဲ့အခိုင်းအစီတသားပါ။အိမ်မှာသာပိုကြနေတာ။သူတို့မှာရခင်ကလေးကခင်နေတဲ့ဇူဖီဆိုတဲ့အဟောင်းပစ္စည်းတွေရောင်းတဲ့ကောင်လေးတယောက်လည်းရှိပါသေးတယ်။သူတို့သားမီးရဲ့အကြောင်းလေးဆိုရင်သူဟာအကုန်သိပါသေးတယ်။ ဒါနဲ့သူမအမေမြောက်ပေးလိုက်လို့စေးဆိုင်ကိုဘတ်ရူကလာခြင်းမှာစေးဆိုင်ကသူမဝဲနေကြအရိုက်ခံရရင်လိမ့်တဲ့ဆေးကိုထုတ်ပေးတော့သူမကအရက်ဖြတ်ဆေးပဲပေးပါတဲ့သူမဒါဝဲတာကိုလည်းဘယ်သူမှမသိပါစေလို့ပိတ်ခဲ့ပါတယ်သူမအထင်ကသူ့ယောက်ျားကအရက်ကြောင့်သူမကိုနှိပ်စက်နေတာလို့ပဲထင်နေခဲ့တာပါသူ့ယောက်ျားအတွက်ရှယ်ဟင်းတွေချက်ပေးနေပါတယ်ဟင်းထဲမှာလည်းသူမဆေးကိုကြိတ်ထည့်ထားခဲ့တာပါ သူမမသိခဲ့တာတကူကသူ့အောင်ကြားဟာဒီကိစ္စကိုလမ်းမာတွေကကြိုတိလာခဲ့တယ်ဆိုတာပါပဲအရောက်တော့ထုံဟင်းကိုသူမကိုအရင်ကျွေးတယ်ဘိုက်ပြစ်နေပြီလို့ဘတ်ရူကလည်းညာတယ်ချက်လက်စဟင်းအိုးအပူတွေကိုမျက်နှာအပ်ပြီးမင်းမမှန်ပြောဆိုပြီးတော့မှမေးပါတယ်သူမကရှင်းပြတယ်အရက်မိုးလာရင်လူမဟုတ်တော့တဲ့ရှင်ကိုအရက်ပြက်စီခြင်းလို့ပါပေါ့ဘတ်ရူကရိုက်နှက်ပြန်မာတော့တယ်ထုံးစံအတိုင်းပဲပဝင်းကျင်ကကြားနေရပြန်တယ် နောက်မနေ့သူမအမိပေးတဲ့အကြံစီမအောင်မြင်လို့နောက်တစ်ခုအကြံရသွားပြန်ပါတယ်။သူမယောက်ျားပြောင်းလဲလာဖို့ online ကနေပစ္စည်းတွေမှာလိုက်တယ်။အလှပြင်ပြီးသူ့ကြားရဲ့အလားကိုဆောင်ကကလေးယူဖို့ ready လုပ်ထားချိန်စောက်လို့ရေးမှုကရုတ်တရက်ကြီးတကားလာခောက်လို့သူမယောက်ျားကိုစားဘက်ရူကပဲပွဲသွားတက်လိုက်ရပါတယ်။ဒါကတော့သူမတို့အခန်းတွေကိုဖျက်ပြီးစီမံကိန်းတစ်ခုပြန်လုပ်ဖို့နေထိုင်သူတွေစီရခွင့်ပြုချက်တောင်းတဲ့ပွဲပါ။ ဟန်စာလုံကပြန်လာတော့သူ့မိမအချုပ်ပွဲကိုရောက်နေလို့လူကြားထဲမှာပဲကြိမ်မောင်းကြီးပြန်ခေါ်သွားပါတယ်။အခန်းရောက်တော့ယောက်ျားအကြိုက်အမီးတွေပြင်ဆင်ပေးနေတော့သူ့မမှားထားတဲ့အဝတ်တွေဖနက်တွေကိုမြင်ပြီးဖြုံတိနေတာကိုအကြောင်းပြပြီးတော့ဆောက်လျင်မှုကျင်းပတဲ့ပွဲကိုတွားတက်တဲ့အတွက်အကြမ်းဖက်နှိပ်စက်ဖို့စတင်ပြန်ပါတယ်။သူ့မလက်တွေကိုဖြန့်ခိုင်းပြီးဓာတ်ပနက်နဲ့ရိုက်တာပါ။မထီရင်မင်းကြိုက်တာလုံခွင့်ပေးမယ်ဆိုပြီးပြောပါသေးတယ်။ဘက်ရူထိတ်လန့်စွာနဲ့អော်နေတော့မှသူ့မရဲ့လက်ကိုထိသွားပါတော့တယ်။ ဟန်စာရဲ့ထုံးစံအတိုင်းညာဘက်ကြိမ်နှိမ့်ဆက်မနဲ့အလုတ်သောခန်းကြီးပြန်ချုံနေကြပုံစံအတိုင်းမှာပဲသူမလည်းပောက်ကွဲလာပြီးရှိသမျှပကံတွေအကုန်လုံးကို၆ခွဲပြက်နေတော့မှအိမ်ထဲကိုဇူဖီယာရောက်ချလာပြီးတော့ရိမ့်မိသွားတယ်။ထို့နောက်ဇူဖီယာဘသူမှမသိအောင်လို့ဟန်စာကိုရဲသွားတိုင်လိုက်ပါတယ်။ရဲစခန်းကဘက်ရူကိုလှမ်းခေါ်တယ်။သူမကိုနှိမ့်ဆက်နေရတကယ်လားအမှုဖွင့်မလားဆိုပြီးတော့မေးတော့သူမအမေရဲ့တိုက်တွန်းမှုကြောင့်ရောသူမအနှိမ့်ဆက်ခံနေရတာကြောင့်ရောအမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ အချုပ်ထဲမှာတော့ဟန်ဆန်ကရောက်နေနေပါပြီ။သူမတိုင်ခဲ့တာမဟုတ်ဘဲနဲ့အခွင့်အရေးရတော့မှတခါတည်းထောင်ကြအလုံးမဲလို့သူမပြောနေတော့မိမရဲ့အာနဲ့ချက်ကိုသိနေတဲ့ဟန်ဆာကအချိုးသက်ပြီးသူမကိုပြန်ထုတ်ခန်းခဲ့ပါရယ်။အိမ်ပြန်လမ်းမှာတော့ဟန်ဆာကရောက်မှဖြစ်တဲ့သူကိုသူ့ကိုရဲနဲ့တိုင်တဲ့သူပါဆိုပြီးပြောဆိုကရန်ရှာပြီးမျက်နှာကိုရိုက်လိုက်တာနှာခေါင်းကသွေးပါကြောက်နေတဲ့အထိပါ။ ဘက်ရူကိုသူမရဲ့အမေကစိတ်ဆိုးပြီးယောက်ျားနဲ့အမေဘသူ့ကိုရွေးမလဲလို့မေးတော့ဘက်ရူကသူ့ယောက်ျားကပြုပြင်တော့မယ်လို့ကတိပေးထားတဲ့အမေလို့ပြောလိုက်ပါတယ်။ဘက်ရူကိုတော့အမေဖြစ်သူကစိတ်နာပြီးမခေါ်တော့ပါဘူး။တလားခန်းကြာသွားတဲ့နောက်ဟန်စာအလုပ်ထဲမှာဘိုက်တွေအောင်လာလို့စေခံပြတော့သူ့အရဲကြောင့်ဖြစ်တာဆက်တော့ဝင်သေးမယ်လို့ဆရာဝန်ကပြောလိုက်တယ်။အရောက်တော့ဘက်ရူကလည်း surprise တိုက်လိုက်ပါတယ်။သူမမှကိုဝင်ရှိနေပါပြီ။ဟန်စာလည်းပြောပြီးတော့အရက်ဖြတ်ပါမယ်လို့ကတိပေးလိုက်တယ်။ တကယ်တော့သူတင်မှာစိုးလို့ပါ။သူမအမေစီကိုတင်ငောင်းသွားပြောတော့အထူးရှိနေတဲ့ဇူဖီလည်းပြောသွားပါတယ်။ဟန်ဆိုင်ရဲ့အပြုမှုတွေကတကယ်ပြောင်းလာခဲ့တယ်။ဘက်ရူအပေါ်ပို့ကျင်လာလာတယ်။ကလေးတို့ပစ္စည်းတွေဝယ်လာပြီးအနာဂတ်အတွက်တွေးပြနေကြပါတယ်။တစ်ဖက်မှာဟန်ဆာကသူ့ကိုရဲနဲ့တိုင်ခဲ့တဲ့သူကိုရှောက်ဝေးအထုံနေတိလာခဲ့တော့တယ်။ဇူဖီမန်တိသွားတော့သူ့ရဲ့အနာကိုချိန်ကပ်ပြီးတတိပေးစကားတွေပြောတယ်။ဟန်ဆာကသူ့မိမနဲ့ဖောက်ပြန်နေတယ်လို့တန်ပြန်ဝင်သွားတာပါ။ ။ဆူဖီကဘက်ရူစီကိုဖုန်းခေါ်ပြီးရဲနဲ့တိုင်တာငါဆိုတာကိုသိသွားပြီလို့လှမ်းပြောပါတယ်။ဟန်စာအတော်ဒေါသထွက်လာပါတယ်။ဘက်ရူကအင်တကားကိုချက်ချထားပြီးသူမပုန်းနေလိုက်တယ်။ဟန်စာကတကားကိုဖြတ်ဝင်လာပြီးတော့ဘက်ရူကိုရှာတယ်။နောက်ဆုံးတော့သူတွေ့သွားလို့ထွက်လာခဲ့ဖို့ပြောပါတယ်။ဘက်ရူကနှိပ်စက်ခံရမှာကိုကြိုသိလို့ကြောက်နေပါပြီ။သူမကိုပ ਾਇ ရိုက်တယ်စပင်းနေဆွဲတယ်သူမမှကလေးရှိနေရမှုမလုပ်ဖို့သူမဟာတောင်းမနေ ဟန်ဆာကသူမကိုအိမ်ပေါ်ကနေစင်းဆိုပြီးတော့မှလှေကားကနေတွန်းချလိုက်ပါတော့တယ်။ဘက်သူတတိယလာတော့ဆေးရုံကိုရောက်နေပါပြီ။သူမကုံရင်ပြက်ကျသွားပါပြီလေ။သူမကိုသူမတက်သေးဖို့တွေးပြီးခါမှသတိပြန်ဝင်လာတယ်။ဆရာဝန်မစီကသူမအိပ်ပျော်စေဖို့ဆေးပေးလို့ရနိုင်မလားလို့အကူအညီတောင်းပြီးတော့ပြန်လာခဲ့တယ်။အိမ်ပြန်လမ်းမှာတော့သူမမှာဆုံးရှုံးစရာဘာမှမရှိတော့တာမို့ဟန်စာကိုပြန်လဲချေပါဖို့တွေးလာခဲ့တယ်။နောက်နေ့သူမအမေကိုအိမ်ကိုလာခဲ့ဖို့လှမ်းခေါ်လိုက်တယ်။ ။သူမအိတ်ဆွေးတွေကိုဟန်ဆားကိုတိုက်ပြီးကျိုးရည်နဲ့တုတ်ချီထားတာပါ။ဟန်ဆားကိုတက်ပြစ်ကြမလားလို့တိုင်ပင်ကြတယ်။ဘက်ရူကသူမခန်းဆားခဲ့ရတယ်လို့ဟန်ဆားကိုပြန်ခန်းဆားစေပြီးသူတို့သားအမိပေါ်လေးစားမှုကိုပြန်လိုချင်တာပါ။ဒါနဲ့သူမကပတ်ဝန်းကျင်ကလူတွေမရိမ့်မရောင်းအိမ်ကအပေါက်တွေကိုအကုန်ပိတ်ထားတယ်။သူမတို့ချစ်သူဘွားကအမတ်တရားလက်ဆောင်တွေအကုန်ဖျက်ဆီးပစ်လိုက်တယ်။ဒီလိုနဲ့ထုတ်ကိစ္စဟိုပါစုဖျားတိသွားတော့တယ်။သူမကိုလှုပ်ခဲ့တယ်လို့သူမပြန်လှုပ်ဖို့စတင်နေပါပြီ ဟန်စာသိကန့်ကွက်နေတဲ့ဆောက်လို့ရေးကိစ္စမှာလည်းလက်မှတ်ထိုးခန်းလိုက်ပါတယ်။ဟန်စာကညင်းတော့သူမထုံကလိုပဲထောက်ခွန်းနဲ့လက်ချောင်းတွေကိုရိုက်တယ်။မထိရင်လက်မှတ်မထိုးနဲ့ရတယ်ဆိုပြီးခြတာပါ။လက်ကိုထိသွားတော့နာကျင်စွာနဲ့ဟန်စာထားအော်တယ်။ဟန်စာကိုအမျိုးမျိုးပြန်နှိပ်ဆက်တယ်။စိတ်တဆသမားတွေတုံးတဲ့ဆေးတွေထိုးပေးတယ်။သူအလုတ်ကအရာရှိအားဟန်စာအလုတ်ကိုမလာလာကြလို့အိမ်ကိုရောက်လာတယ်။ဟန်စာကအရက်တွေမတရားတောက်ပြီးမထနိုင်တော့တာပါလို့ယုံအောင်ပြောလိုက်တယ်။ ဒီလိုနဲ့ပဝင်းကျင်ကယုံအောင်ဟန်စာပြောင်းနေပါတယ်ဆိုပြီးတာအမီနှစ်ယောက်ရဲတိုင်ပြီးအမှုသွားဖွင့်လိုက်ပါတယ်။ရဲတွေကလည်းစကားတွေမညီတော့တန်တရားဝင်ပြီးအိမ်ကိုအရင်ရှာမယ်ဆိုပြီးလိုက်လာကြတယ်။အိမ်ထဲဝင်ရှာတော့ဟန်စာကိုမတွေ့ကြပါဘူး။ဇူဖီကဟန်စာတည်သွားရင်သူတို့တာအမီထောင်ချောက်မှာဆိုတာကြောင့်ဟန်စာကိုစိတ်တဆစီးတွေထိုးပြီးလွှတ်ပေးလိုက်ပါတယ်။တကယ်တော့ဇူဖီဟာဘတ်ရူရဲ့အမေကိုကြိုက်လို့ကူညီပေးနေတာပါ။ ရဲရိရှာနေတော့ဖုန်းဝင်လာရင်ဟန်ဆာကိုတွေ့ပါပြီတဲ့ဟန်ဆာကစေးအရှင်ကြောင့်စကားတွေမပြီးမပြီးဖြစ်နေတာကိုအခွင့်ကောင်းယူပြီးဘတ်ရူကစိတ်ပူဟန်ပြကအိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်အိမ်ရောက်တော့ဟန်ဆာကိုလွှတ်ထားလို့မဖြစ်ဘူးတတ်မှတ်ရမယ်ဆိုပြီးကြံကြတယ်ဟန်ဆာကိုအရက်မူပြီးတိုက်ပေါ်ကနေပြုတ်ချတည်သွားတယ်လို့ပုံစံနဲ့ဖန်တီးကြတယ်တရားမှကြောက်တဲ့ဟန်ဆာကဂရိတွေအမျိုးမျိုးပေးတော့တာပါပဲဒါနဲ့ဘတ်ရူကမတတ်တော်ဘူးပေါ့သူမပြောဟိုင်းတဲ့အတိုင်းပြောပြီး online ပေါ်မှာ video file ကိုတင်ခိုင်းလိုက်ပါတယ် ီဒီယိုဖိုင်ထဲမှာဟန်ဆာကသူ့ဘက်ရူကိုအရန်ချစ်ခဲ့လို့နှိပ်စက်ခဲ့ရတယ်လည်းလှုပ်ခဲ့မိပါတယ်ပေါ့သူနောက်နောက်ရနေပြီမလို့ဘက်ရူရဲ့အဝေးကိုထွက်သွားတော့မယ်ဆိုတာပါပဲအားလုံးကယုံကြည်သွားပြီလို့ထင်တော့မှဘက်ရူရဲ့အကြံစီကပြန်စားလာတယ်လူချင်းတိတ်တဲ့ညအလယ်ချိန်မှာထုတ်ပြီးအိမ်အောက်ကိုချလာပါတယ်ဒါကိုအိန္ဒိနာချင်းအမတယောက်ကမြင်လိုက်တယ်ဒါကိုပဲထက်ပြီးအိန္ဒိနာချင်းဦးလေးတယောက်ကပါကူညီပေးပါတယ်တကယ်တော့သူတို့ကဘက်ရူကိုဟန်စာရဲ့လက်ထဲကနေလွတ်စေခြင်းနေရာကြပါပြီ ဘက်ရိုသားမီတွေဟာဟန်ဆာကိုကြိုးနဲ့တုတ်ပြီးကားပေါ်ကိုတင်ခေါ်တယ်။ပြီးတော့ရထားလမ်းပေါ်မှာကြိုးချီပြီးတော့ချထားလိုက်တယ်။ရထားကလာနေချိန်မှာဟန်ဆာသတိပြန်ဝင်လာပါတယ်။တောင်းမန်စကားတွေပြောဂရီတွေထက်ထက်ပြေးပြန်မာတယ်။ဘက်ရူကထိုစကားတွေကိုကြားပြီးစိတ်ပြန်လဲကဟန်ဆာကိုပြန်လဲကယ်လိုက်ပါတယ်။သူမဟန်ဆာကိုနင်းဆိုးသလိုငါမဆိုးနိုင်ဘူး။ နေငါရဲ့အဝေးကိုသွားပါတော့လို့ပြောလိုက်ချင်းဟန်စာကနင့်ကိုဘယ်တော့မှမအေးချမ်းစရာဘူးလက်စားပြန်ချင်းမှလို့ပြောလိုက်ချင်းမှယထာလာနေရကိုတော့သူမသိပဲအကျိတ်ခံလိုက်ရပါတော့တယ်။သူမတို့တာမီနေရပဲလောရက်ကပိပိရီနေဆိုတော့ဘသူမှမယိမ်းမိလိုက်ကြပါဘူး။သူမနှိမ့်ဆက်ခံနေရတာကိုသိတဲ့အမကလည်းဒီကိစ္စကိုဘာမှမပြောဘဲနဲ့ဟန်ဆောင်နေပေးလိုက်ပါတယ်။ သူမဘွားမှာနေစဉ်ရက်ဆက်ခံစားနေရတဲ့အိမ်တွင်းအကျန်းဖက်မှုကိုသူမကိုယ်တိုင်ကပဲရုံထွက်နိုင်ခဲ့တာမို့သူမဘွားဟာတောက်ပလွတ်လပ်စွာနဲ့ပျော်ရွှင်မှုအစစ်အမှန်ကိုရခဲ့ပါရယ်။ကျမတို့အမျိုးသမီးလေးတွေလည်းဒီလိုမျိုးအိမ်တွင်းအကျန်းဖက်ခံနေရပြီဆိုရင်ကိုယ်တိုင်ပဲရုံထွက်နိုင်ဖို့အတွက်အားရင်သစ်တွေရစေဖို့ဒီစကားလေးကိုတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါရယ်နော်။ comment box မှာနောက်ထပ်ကြည့်ချင်တဲ့စကားလေးတွေရှိရယ်ဆိုရင်လည်းရေးပေးခဲ့ကြပါအောင်ရှင့်။ကျွန်မပြန်တွေ့ကြမယ်နော်။တက်တာပါ။